ချောင်းရည်စည်းတံနဲ့အတူ အုတ်လိုက်မြူးနေသည့်ငါးအုပ်ကြီးတုံးတပွမ်းပွမ်းအတန်ကိုကြားနေစေပဲဖြစ်တယ်။ကိုပိန်ငါးအုပ်ကြီးကိုကြည့်ပြီးရင်တထိတ်ထိတ်ခုံသွားတယ်။ကိုပိန်ထူးထူးခြားခြားတွေးလိုက်ရသည်ကငါးအုပ်ကြီးကိုကြည့်ပြီးဗဇက်ကအတန်ပင်ထွက်သွားမိတယ်။ကိုပိန်ကိုပိန်ဘာဖြစ်တာလဲသတိထားပါဦး။ကိုပိန်ဇနီးဖြစ်သူမက်တီဤစိုးရိမ်တကြီးအတန်နဲ့အတူလုံနိုးလိုက်မှ ဖြက်ခနဲ့လက်နိုးသွားတယ်။ဒီတော့မှကိုပိန်မိမိအဖြစ်ကိုပြန်တွေးကြည့်မိသည် ူတလုံးကိုပိန်ဇက်တိုက်ပင်ထူးထူးခြားခြားငါးအုပ်ကြီးကိုအိမ်မက်မက်နေပြီဖြစ်တယ်။ကိုပိန်အိမ်မက်မက်နေတာနဲ့တူတယ်။ဟုတ်တယ်မက်သည်အိမ်မက်ထဲမှာငါးအုပ်ကြီးကိုတွေ့တိုင်းငါတငယ်ချင်းဖိုးစီကိုတရိယာမိတယ်ဟာ။ ဒီကောင်ကြီးခုဆိုဘယ်ဘဝရောက်နေမှန်းတော့မသိတော့ဘူးကွကိုပိန်အိမ်မက်နဲ့အတူတငယ်ချင်းဖိုးစီအဖြစ်ကိုပြန်သတိရပြီးစိတ်မကောင်းဖြစ်သွားမိတယ်ကိုပိန်နဲ့ဖိုးစီကငငယ်ကလေးကလေးကစပြီးအရွယ်ရောက်သည့်အထိငားရှာဖားရှာကျွမ်းကျင်ကြတယ်ဖိုးစီကပိုးပြီးကျွမ်းကျင်နေငားဖက်ရတွင်ငများတယ်မလို့ပိုက်ကုန်မလို့ချောင်းထဲတွင်ရေငုံပြီးငားဖန့်ခြင်းပဲဖြစ်တယ်တနေ့ချောင်းထဲတွင်ဖိုးစီရေငုံပြီးငားရှာရင်တင့်ငုံနဲ့ညှိပြီးအသက်ဆုံးမသွားခဲ့တာဖြစ်တယ်ဒီကလေးကကိုပိန်ငားဖားမရှာတော့ပဲ အခုတော့ကိုပိန်ထူးထူးခြားခြားငါးအုပ်ကြီးကိုအိမ်မက်မက်နေခြင်းကစဉ်းစားမရအောင်ဖြစ်နေမိတယ်။ငါအိမ်မက်ထဲမှာတွေ့တဲ့ငါးအုပ်ကြီးရှိတဲ့နေရာကိုငါသိနေတယ်လို့ပဲမှတ်တည်ရဲ့။ငါဒီညအဲ့ဒီအခြေအနေကိုသိအောင်တွေ့ကြည့်အောင်မယ်။ကိုပိန်တယောက်ထဲသွားလို့ဖြစ်ပါမလားတော့။ ကိုပိတ်ဇနီးတဲ့မတ်တီဤစိုးရင်တကြီးစကားပြောတဲ့နဲ့အတူဖိုးစီမျက်နှာကိုအလိုလိုမြင်အောင်သွားမိတယ်။မစိုးရင်မှလည်းမတ်တီရာဒီနေရာတွေကငါနဲ့ဖိုးစီဟိုးအရင်တုန်းတည်းကသွားနေကြလာနေကြနေရာတွေပါ။ကိုပိတ်ကဇနီးတဲ့မတ်တီကိုပြောပြီးတဲအပြင်ကိုထွက်ကြည့်လိုက်တယ်။တဖြည်းဖြည်းနဲ့ဆိုင်လာသည့်ညအမောင်တူကွင်းတစ်ခုလုံးဖုံးလွှမ်းနေစေဖြစ်တယ်။ကိုပိတ်ညအမောင်တူကိုကြည့်ရင်ဖိုးစီကိုသတိရမိတယ်။ ဖိုးစီရှိတဲ့ကချောင်းမြောင်းအနှံမွေမကြောက်ကင်းမကြောက်နှစ်ယောက်သားငါးဖားရှာသည့်အဖြစ်များကိုကိုပိန်တွေးရင်အိမ်မက်သေးတွင်တွေးခဲ့သည့်ချောင်းနှင့်ကိုပိန်ငါ့အကြီးကိုတွေ့လို့သောဖြင့်ချောင်းရိုးစီတို့ရှောက်လန်းသွားလေတော့လေဟုံးဆိုပြီးရုတ်တရက်ကြားလိုက်ရသည်ငါးပွက်တံများကြောင့်ကိုပိန်ချောင်းရိုးပြီးအရောင်ခြေလန်းများတုန်ခနဲ့ရက်သွားတယ်ကိုပိန်နားဆင်ကြည့်လိုက်တယ်ချောင်းရိုးအနှံ့ငါးများမြူးနေသည့်အတန်ကဇက်တိုက်ပေါ်နေတယ်ငါငါငါအိမ်မက်ထဲမှာတွေ့တဲ့ချောင်းရိုးပါလားဒါဆိုငါ့အကြီးကိုတွေ့မှသိကြတယ် ကိုပင်တွေးပြီးတေးကြစီရန်လက်နှိတ်ဓမီဖြစ်ထိုးကြည့်လိုက်တယ်။လက်မှုပင်နဲ့ဓဏိပင်များအုပ်ဆိုင်နေသည့်ချောင်းယိုးကွေကိုပင်လက်နှိတ်ဓမီအောင်ဖြင့်ရုတ်တရက်တွေးလိုက်ရသည်ကဝရဝသရံတခု ကိုပင်ကြည်ရင်အလိုလိုထိတ်လန့်သွားတယ်။မကြမီလက်မှုပင်ဓဏိပင်များကိုတိုးဝေတံများပေါ်ပေါက်လာပြီးချောင်းထဲကိုတပွမ်းပွမ်းခြေတံနဲ့ဆင်းသွားသည်ကိုလည်းကြားရတယ်။ဒီလူချောင်းယိုးတဲ့ကိုဆင်းပြီးငားရှာတဲ့သူပဲဖြစ်ရမယ်။ကိုပင်တွေးရင်ချောင်းယိုးခွေဘေးရှိလက်မှုပင်သားတွေရက်ပြီးအခြေအနေကိုစူးစမ်းကြည့်လိုက်တယ်။ ကိုပိန်လမှုပင်ဘေးတွင်ရက်နေစဉ်ရုတ်တရက်ကြားလိုက်ရသည့်အတန်ကြောင့်ရှင်တုံသွားတယ်။ကိုပိန်ကပန်းကနန်းဖြင့်အတန်ကြားရစီသို့လက်နှိတ်ဓမီဖြင့်ထိုးကြည့်လိုက်တာ။ကိုပိန်လက်နှိတ်ဓမီအယောင်အောက်တွင်လူးလော်လှုပ်ရှားနေသည့်ငဘက်ကြီးတကောင်။ဟင်းငဘက်ကြီးပါလား။ကိုပိန်ထူးထူးခြားခြားတွေ့မြင်လိုက်ရသည့်ငဘက်ကြီးကိုကြည့်ပြီးအံ့ဩနေမိတယ်။ အရီနောက်ဇက်တိုက်ပင်ချောင်းကဘာပေါ်သို့ပြစ်တင်နေသည့်ငါးမျိုးစုံကိုပိန်ငါးမျိုးစုံကိုကောက်ပြီးပုံထားလိုက်တယ်ဟေးငါးဖန်းတဲ့လူခမညာငါးတွေများကြီးရနေပြီဗျငါးဖန်းတာမရက်သေးဘူးလားကြုတ်ပြန်တော့မယ်နော်ကိုပိန်ချောင်းရိုးတဲတွေငါးဖန်းပြီးချောင်းကဘာပေါ်သို့ငါးပြစ်တင်နေသူကိုလှမ်းပြောလိုက်တယ်ကိုပိန်စကားကိုကြားလိုက်ဟန်တူတယ်ချောင်းထဲကလူက ငါးဖန်းရဲပြီးချောင်းကပားပေါ်သို့တက်လာသည့်ခြေတံကိုကြားလိုက်ရတယ်။ကိုပိန်ငါးဖန်းသူကိုတိလို့၍လက်လိုက်တမီဖြင့်လှမ်းထိုးကြည့်လိုက်ရ။တကူလုံးအမွှေးမြင်များဖုံးလွှမ်းပြီးဗစက်တွေငါးတကောင်ကိုက်ထားသည့်ကိုတွေ့လိုက်ရတယ်။ကိုပိန်ဖြက်ခနဲ့သတိရမိတယ်။ကိုပိန်ခေါ်တဲ့နဲ့အတူရုတ်ချီပင်ဓဏီတော်တဲ့ကိုပြင်းဝင်ပြက်ွယ်သွားလေတယ်။ကိုပိန်မယုံနိုင်အောင်ဖြစ်သွားတယ်။ဖိုးစီကိုဒီလိုဘဝနဲ့တွေ့ရလိမ့်မယ်လို့မထင်ထား။ကိုပိန်ငါးမျိုးစုံကိုထုတ်ပြီးတဲစီကိုပြန်လာမိတယ်။ကိုပိန်ငါးတွေအများကြီးပါလား။တော့အိမ်မက်ထဲကတွေ့တဲ့ငါးတွေလား။ မဟုတ်ဘူးမသိငါတငယ်ချင်းဖိုးစီဖမ်းပေးလိုက်တာအဲ့ဒါကြောင့်ငါယူလာတာဟမ်ဟိုဟိုကိုဖိုးစီကတော့ကိုငါဖမ်းပေးတာကိုပိန့်စကားကြောင့်မသိမယုံနိုင်အောင်ဖြစ်သွားတယ်ကိုဖိုးစီကဆုံးမသွားခဲ့ပြီမဟုတ်လားဖိုးစီက तू မကျွတ်မလွတ်တဲ့ဘဝရောက်နေတာကိုငါသိအောင်အိမ်မက်ပေးပြီးငါ့ဟုတ်ကြီးကိုပြနေတာမသိငါသွားတော့ဖိုးစီကချောင်းထဲမှာငါတွေကိုဖမ်းပြပေးတာငါမယုံတော့ तू တည့်ရဖြစ်နေတာကိုပြပြီးတော်တွေကိုဝင်သွားတယ် ကိုပိန်ကဖိုးစီမံဘလို့လုပ်တည်လဲပြောစမ်းမအောင်တော့ဇနီးတဲ့မတ်တီစကားကြောင့်ကိုပိန်လဲဖိုးစီကြောက်ရွံ့စရာမျက်နှာကိုမြင်အောင်သွားမိတယ်ငါတိတာပေါ့မတ်တီယာဖိုးစီကငါဖမ်းရင်ပထမဆုံးရတဲ့ငါကိုဗဇက်မှာကြိုက်ထားပြီးငါရှာတာခုသူ့ကိုငါတွေ့တော့သူ့ဗဇက်ထဲမှာငါကြိုက်ထားတာကိုတွေ့ရတယ်အဲ့ဒါကြောင့်ငါဖိုးစီမံတိကြိုက်ရတာဖိုးစီကိုဒီဘွားကျွတ်လို့အောင်ငါကုသူပြုတ်ပြီးအမျှဝေရမယ်မတ်တီဖိုးစီတာထုခုံမှာတော့တေးကြတယ် ကိုပိန်စကားပြောရင်တဲအပြင်ကိုကြည့်လိုက်မိတယ်ညအမောင်ဒူးကဖုံးလန်းထားစေဖြစ်တယ်ထိုညအမောင်ဒူးနဲ့အတူဖိုးစီတယောက်ချောင်းယိုးနဘေးတွင်အမျက်ဝေးတဲ့စောင်းစားနေမိကိုကိုပိန်တယောက်ကလွဲ၍မြည်သူများတော့သိမည်မဟုတ်ပါဇလန်းလေးကတော့ဒီမာတွင်ပြီးဆုံးသွားပါပြီရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထမှန်ဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကိုစောင့်မျှော်နားဆင်ပေးဖို့မမေ့လိုက်ပါနဲ့နော်အားလုံးပဲ Good night ပါရှင်